အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူတွေဖောက်ပြန်ရတဲ့အကြောင်းရင်းများကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဖောက်ပြန်မှုဆိုတာလူတဦးကသူယုံကြည်မှုထားရတဲ့သူတဦးကိုစိတ်ထိခိုက်စေတဲ့အပြုမှုတစ်ခုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ်လူမှုဆက်ဆံရေးအတွင်းမှာဖြစ်ပေါ်တတ်တဲ့ဒီပြုမှုဟာမိသားစုတငယ်ချင်းလင်မယားအလုပ်သမားဆက်ဆံရေးအထိမြည်တိနေရမှာမဆိုဖြစ်ပေါ်နိုင်ပါတယ်အောက်မှာဖော်ပြထားတဲ့အတိုင်းဖောက်ပြန်မှုတွေဖြစ်ပေါ်ရတဲ့အကြီးအကဲအကြောင်းရင်းများကိုအသေးစိတ်ဖော်ပြပေးထားပါရစေ။ နံပါတ်၁ယုံကြည်မှုခွဲခြားမှုယုံကြည်မှုဆိုတာဆက်ဆံရေးတစ်ခုရဲ့အဓိကအခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။ယုံကြည်မှုကင်းမဲ့တဲ့အခါမှာမိသည့်အဖော်မျိုးတွေမဆိုးတန်တရားများမတည်ငြိမ်မှုများလှုပ်ဝက်မှုများဖြစ်လာနိုင်ပြီးနောက်ဆုံးမှာဖောက်ပြန်မှုတွေဖြစ်မကြမီမြင်တွေ့ရလာနိုင်ပါတယ်။နံပါတ်၂ဆက်ဆံရေးတဲ့ကမကျေနပ်မှုလင်မယားစုံတွဲများတွင် ဖြစ်လေရှိသလိုလူမှုဆက်ဆံရေးများမှာပါ တစ်ဖက်လူကြီးစိတ်ခံစားမှုချစ်ချင်းမေတ္တာလေးထားမှုစသည့်လိုအပ်ချက်များမပြည့်စုံဘဲနေတတ်ပါれဒီလိုအခါမှာတစ်ဖက်လူကအခြားသူတဦးထံမှသူ့လိုချင်တဲ့အရာကိုရဖို့ကြိုးစားလိုက်တဲ့အခါဖောက်ပြန်မှုဆိုတာကို ဖြစ်လာနိုင်ပါれနံပါတ်3စိတ်တက်အားနည်းမှုတချို့လူတွေကကိုယ့်ရဲ့စိတ်သက်တာဝန်ယူမှုတိကျမှုမရှိကြပါဘူး သူတို့အတွက်မာချင်းရဲ့နယ်နိမိတ်ဒီသဘောထားပုံမူတည်ပြီးအပြုမူတွေကိုတာဝန်မယူနိုင်ကြပါဒီမျိုးစားကဖောက်ပြန်မှုကိုပြစ်မှုဖြစ်တဲ့စိတ်ကြွေရွေးချယ်မှုတစ်ခုလို့သတ်မှတ်တတ်ပါတယ်။နံပါတ်၄စိတ်ဝင်စားမှုနည်းလာခြင်းအခြေရေးတစ်ခုမှာစိတ်လှုပ်ရှားမှုများစိတ်ဝင်စားမှုများတဖြည်းဖြည်းနည်းလာတဲ့အခါတစ်ဖက်ကအခြားသူများကိုစိတ်ဝင်စားလာနိုင်ပါတယ်။မိမိရဲ့ချစ်သူကိုစိတ်မဝင်စားတော့ဘဲချစ်ချင်းမေတ္တာထက်အခြားလူနဲ့အတူရှိခြင်းစိတ်ကအလွယ်တကူဖြစ်စေနိုင်ပါတယ်။နံပါတ်၅စိတ်လွတ်လပ်ခွင့်လိုအပ်မှု တချို့လူတွေကကင်းကျက်တဲ့အခြေရင်လိမ်လည်မှုကင်းတဲ့အလုပ်သဘောတရားအတွက်ပြင်းပန်းနေကြတတ်ပါတယ်။သူတို့အတွက်ဖောက်ပြန်မှုဆိုတာဆိတ်လွတ်လပ်မှုရရှိစေမယ့်နည်းလမ်းတစ်ခုဖြစ်လဲထင်မြင်တတ်ကြပါတယ်။ဒါကသူတို့ရဲ့ပင်ကိုစိတ်တဲ့နယ်ကိုချင်းတရားနဲ့များစွာပတ်သက်ပါတယ်။နံပါတ်6ပြည့်ပြည့်တတ်တာဆက်ဆံမှုမရှိခြင်း ဆက်ဆံရေးထဲမှာပြဿနာတစ်ခုရှိလာတဲ့အခါထိုင်ပြီးပြောပြခြင်းမရှိဘဲမနာထောင်ခြင်းတန်ရရှိလာခြင်းများကမကြခင်ဖောက်ပြန်မှုတွေဖြစ်ပောက်ကွဲလာတတ်ပါတယ်။မင်းမြန်ခြင်းနားထောင်ခြင်းမရှိတဲ့ဆက်ဆံရေးကအချစ်တစ်ခုလိုမဟုတ်တော့ဘဲတာဝန်တစ်ခုလိုခံစားရလို့လမ်းလွဲမှုများဖြစ်လာတတ်ပါတယ်။နံပါတ်9ဆင်းရဲမှုနဲ့ဖိအားများဘဝထဲမှာဖြစ်ပေါ်နေတဲ့ဖိအားတွေဥပမာအလုတ်ဖိအားငွေကြေးပြဿနာမိသားစုကိစ္စများစတဲ့အရာတွေကြောင့်လူတအူးရဲ့စိတ်ပိုင်းဆိုင်ရာခက်ခဲတွေကိုခံစားရတတ်ပါတယ်တခါတရံမှာ ဒီဖီအားမှထွက်ပြေးဖို့အတွက်တခြားလူနဲ့ဆက်ဆံမှုဖန်တီးခြင်းဖြင့်စိတ်ပန်းဖြစ်လို့ဒီစိတ်ကဖောက်ပြန်မှုတွေရဲ့အစပြုမှုတစ်ခုလိုဖြစ်လာစေပါတယ်။နံပါတ်၈ပျော်ရွှင်မှုနည်းပါးလာခြင်းတစ်ဖက်ကအမြဲတမ်းထက်တလဲလဲဖြစ်နေတဲ့ဆက်ဆံရေးကပြင်းစရာကောင်းလို့ခံစားလာတဲ့အခါမှာသူတို့အနေနဲ့ပုံမိုးစိတ်လှုပ်ရှားစေမယ့်အရာတစ်ခုကိုရှာဖွေခြင်းလာတတ်ပါတယ်။မမျော်လင့်တဲ့လူတဦးနဲ့မမျော်လင့်တဲ့ဆက်ဆံရေးကဒီလိုနေမှုအတွက်ဖြစ်ရှင်းချက်တစ်ခုလိုမြင်လာနိုင်ပါတယ်။နံပါတ်၉ချစ်ချင်းမေတ္တာမရှိလို့ခြင်း တချို့ဆက်ဆံရေးမှာအချစ်တစ်ခုကမဖြစ်တော့တဲ့အခါချစ်ချင်းမေတ္တာနဲ့မျှတာမနေတော့တဲ့စိတ်ကတင်းကျက်မှုဖြစ်လာနိုင်ပါတယ်ဒီအခြေအနေမှာတစ်ဖက်လူကစိတ်ပိုင်းဆိုင်ရာတည်တံ့တိုးဖို့အစာဖောက်ပြန်ခြင်းကိုသာရွေးချယ်တတ်ပါတယ်နံပါတ်30အလွယ်တကူရရှိနိုင်တဲ့အခွင့်အလမ်းများယနေ့ဤပညာခေတ်မှာလူမှုကွန်ရက်များဆိုရှယ်မီဒီယာများကဖောက်ပြန်မှုအတွက်အခွင့်အရေးအလွယ်တကူရရှိနိုင်စေပါတယ်ဒီလိုနီးလန်းတွေအပြင်တစုံတအူးကိုလွယ်လွယ်ကူကူဆက်သွယ်နိုင်တဲ့အခွင့်အရေးတွေရနိုင်ပါတယ် ဖောက်ပြန်မှုဟာခံစားနေရသူအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြီးမားစွာဖြစ်စေတဲ့အပြုအမူတစ်ခုပဲဖြစ်ပါတယ်။အဓိကအကြောင်းရင်းတွေကိုနားလည်ခြင်းကသာမကဆက်ဆံရေးထဲမှာပြဿနာတစ်ခုလုံးကိုကြားခံပြီးဖြေရှင်းနိုင်မှုစူးစမ်းဖို့လိုအပ်ပါတယ်။ကိုချစ်ရတဲ့လူတဦးနဲ့ပြန်လည်ယုံကြည်မှုတည်ဆောက်ဖို့အတွက်ဆိုရင်တရားမျှတမှုထောက်ခံမှုပြောဆိုခြင်းနားထောင်ခြင်းတွေကမရှိမဖြစ်လိုအပ်ပါတယ်။အခုဆိုရင်လူတွေပါကြောင့်ဖောက်ပြန်ရလဲဆိုတာကိုသိကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။